မင်္ဂလာပါ weekend sport ကပြန်လဲကြိုဆိုလိုက်ပါတယ် စနေညအတွက်ကျွန်တော်ပွဲကြီးတပွဲလို့ပြောလို့ရတဲ့ပြောရမယ်ဆိုပြိုင်ဆိုင်မှုပြင်းထန်တဲ့နှစ်သင်းထိတိုက်တွေ့ဆုံတဲ့ပွဲစဉ်ဖြစ်တဲ့ Green နဲ့ Scotland ပွဲစဉ်ကိုရွေးချယ်ပေးသွားမယ်။ဟုတ်ကဲ့။ Green နဲ့ Scotland ပွဲစဉ်မှာဆိုရင်ဒါတော့ပြိုင်ဆိုင်မှုပြင်းထန်ရယ်ဆိုပေမဲ့လက်ရှိ Green က၃ဘက်သက်ရှုံးထားတဲ့အနေအထားကိုဟိုပြန်ပြီးတော့တိတ်ကပြန်ဆဲရမယ်ပွဲစဉ် Scotland အတွက်ကြတော့ဒီတိုက်ရိုက်အတွက်ကြိုးစားမယ်ပွဲစဉ်။ဟုတ်ဆို၊ तू ကတက်တော့တက်တော့တိုက်ရိုက်အတွက်ကြိုးစားမယ်အနေအထား။ဆိုတော့လက်ရှိအုပ်စုမှာပြန်ကြည့်မယ်ဆိုရင် Damon Scotland, Green, Villarreal ဟုတ်ကဲ့။ကျွန်တော်ပြန်ကြည့်မယ်ဒီမှာထပ်ပြီးတော့ကြည့်မယ်ဆိုရင် လက်ရှိအနေထားရဆိုရင်စကော့တလန်အတွက်ဒီလိုပွဲစဉ်မျိုးကရမ်းမတ်ယူကိုယူထားတဲ့ပွဲစဉ်တစ်ဖက်ကဒိမတ်နဲ့ဘီလာယူမှကြတော့ဒိမတ်ကကန်အောင်ကန်မှာနိုင်အောင်နိုင်မှာပေါ့နော်အဲ့လိုပုံစံမျိုးကတော့ဖြစ်သွားပြီဆယ်မတ်ဆယ်မတ်တူနေရဆိုတော့ဟိုအရင်ကြီးတော့လွယ်ကူတဲ့အထဲမှာတော့မပေါဘူးဆိုပေမဲ့ဒီလက်ရှိဂရီးနဲ့စကော့တလန်အနေထားရ ပြန်ကြည့်မယ်ဆိုရင်ကပီးတက်ကတိတ်ခါပြန်ဆဲဖို့ပဲရှိတဲ့အနေအထားတစ်ခုစကော့တလန်တို့ကကြာတော့ရမတ်ရမတ်ယူယူရမယ်ပွဲတင်နောက်ဆုံးပွဲတင်ကဒူးတော်တိုင်းကစားမယ်ပွဲတင်ဆိုတော့ဒီနှစ်သိန်းကြမှာဆရာဘယ်လိုမြင်လဲကျွန်တော်ကတော့အဲ့ပွဲစဉ်လေးပါဒါ greenness scotland เนาะအစင်လာကိုပြန်ကြည့်လိုက်တဲ့နောက်ဆုံးသုံးညစလုံးကတော့ဒါ scotland ကတော့နှစ်ကြိမ်နိုင်တယ် greek ကတစ်ကြိမ်နိုင်တာဖြစ်တယ်ဒါ greek နေပါနောက်ဆုံးသွားကစားတဲ့တစ်ကြိမ်ဆိုတာ scotland က1-0နဲ့တော့အနိုင်ရခဲ့တဲ့နေသားမျိုးကျွန်တော်တို့တွေ့ရမယ်ပေါ့နော်လက်ရှိမှာဘာအစင်ရကြည့်ရင်တော့ဒါ greek က48ပေါ့နော်ဟို scotland ကကြာတော့ကျွန်တော်38အနေဒါအခု greek အတွက်ကလည်းဒါအမှတ်လိုအပ်တော့တဲ့ဟာလေလိုအပ်ချက်လည်းမရှိတော့အုပ်စုကနေလည်းဒါပြန်ရမယ်ပြန်ရပြီဆိုပြီးပြန်ရပြီဆိုတာဒါခုနပြောသလိုပဲဟို ဟိုဒီပထမအတိုင်းရိုင်နေရာအတွက်ကိုစကော့တလန်တို့ကဒီဘွဲအစင်ကမဖြစ်မနေဘူးအနိုင်ရယူထားဖို့လိုတဲ့ဘွဲစင်ဖြစ်နေတဲ့အတွက်ကြောင့်ဒီလိုမဖြစ်မနေအနိုင်မရယူထားဘူးဆိုရင်တော့ရှင်းရှင်းလေးရယ်ဗျာအရင်ရှင်းနေကဘာဘလာလက်မမယူနေတော့ဒါပဲရှိတယ်အဲ့တော့ဒီဘွဲစင်ကစကော့တလန်အနိုင်တေချာနေတယ်လို့ကျွန်တော်ထင်တယ်လက်ရှိ အာရှဂျီကွက်အရာတော့ဂရိကနေမှ level 80လောက်ထိပြီးထားတယ် level 80ကျေးရဲ့အတိအောင်နိုင်ကြီးတော့မှဒီစကော့တလန်ဘက်ကမှ55.6ကျွန်တော်ပြောမပြနေပြောပြောခဲ့ဘူးပါလေ55.6ရာခိုင်နှုန်းတွေကျေးအောင်နိုင်ကြီးကြီးတာကြီးကျွန်တော်ဟိုအောင်တတ်တာကြီးရမ်းများတယ်အဲ့တော့သူမနိုင်အပြည့်မနိုင်ဘူးဆိုတော့ကျွန်တော်တို့ကျေးအရာဆိုရင်တစ်ဝက်လောက်တော့အမြဲတမ်းနိုင်ဆိုတဲ့အနေအထားမှာကျွန်တော်ကတော့စကော့တလန်ကိုဆရာရဲ့ကြီး ဟိုကဒီဟာတို့ဒီစနေအတွက်တော့ကျွန်တော်အိုက်စကော့တန်လောက်အရင်ဆုံးယူချင်လိုက်တယ်ဆရာရဲ့ဟိုစကော့တလန်ရဲ့လက်ရှိဒီကစားပြီးရဲ့အချိန်မှာပေါ့နော်သူဟိုအုပ်စုတွေမှာအားနည်းဆုံးဖြစ်တဲ့ဗီလာရီကိုပဲသူက5-1နိုင်ခဲ့ဒီနေ့မှာပြန်ကြည့်မယ်ဆိုရင်ဒိမတ်နဲ့နှစ်ချောက်တွေ့တဲ့ပွဲစဉ်မှာတပွဲအနည်းဆုံးသုံးခုပြီးခဲ့ရတယ်ဆိုတော့ခန်စပိုင်းနည်းနည်းလေးလေးဟာမှုရှိရလို့ထင်တယ်စကော့တလန်နဲ့အဝေးခွင့်သွားကစားတဲ့ပွဲမှာလည်း သူ့အနေနဲ့တုံးကိုပြေးခဲ့ရဆိုတော့ဟိုလက်ရှိကစားပြီးရတဲ့အချိန်မှာသူခံစစ်ကဂိုးမပေးခဲ့ရတဲ့ပုံမရှိတဲ့အနေဒါတစ်ခုသွားဖြစ်သွားပြီဆိုတော့ဒီနေရာမှာဗီလာယူတသိန်းကိုပဲဂိုးရခဲ့တယ်ကျန်တဲ့ဟိုဂိုးရခဲ့ပြီပေါ့နော်၅ခုလောက်ထိရခဲ့တယ်ကျန်တဲ့ပွဲစဉ်တွေမှာသူကတဘောတကူးလောက်ထိပဲတွေးထားနိုင်ရဆိုတော့ကျွန်တော်ဒီနေရာမှာဂဘီရဲ့တိုက်စစ်နဲ့ခံစစ်ပိုင်းမှာတော်တော်လေးအားနည်းချက်ရှိနေတာကိုသွားတွေ့ရတယ်ဒါဆိုရင်ကျွန်တော်ဂရီက0 wide လက်ရှိမှာဆိုရင်0.5နီးပေါ့နော် level 80နီးပါးကိုပေးထားတဲ့အနေဒါတစ်ခု level 80နားကိုပေးထားတဲ့အနေဒါတစ်ခုမှာဂရီက နောက်ဆက်လည်းမတက်တော့ဘူးဘာကြောင့်ဒီလိုပေးနေတဲ့ဆိုရင်ကျွန်တော်ကဝိအနေနဲ့ပေါ့နော်စကော့တလန်နဲ့လက်ခံကစားတိုင်းမှာကဝိက0.5ပေးခဲ့တယ်ဒါ2025လေးမှာစကော့တလန်အိမ်ကွင်းရောက်ကဝိကတဲဝင်ယူဖွင့်နေဆိုတော့ဒီနဲ့တင်းကြမှာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အဲဆရာရေဈေးနဲ့မြင်းနဲ့အသိန်းကကဝိဖြစ်နေကဝိဖြစ်နေဖီဘာစင်းယက်တီမူမူကြတယ်စကောက်တယ်လားသားနေစကောက်တယ်ပြန်တာဆိုတော့ကဝိကဟိုဖီဘာစင်းယက်တီမူမူက48လောက်48ဟိုစကောက်တယ်48နေနေပေါ့နော် ဒါပေမဲ့အိမ်ကွင်းလည်းဖြစ်တယ်ကဝီရဲ့အိမ်ကွင်းဆိုတာလည်းအရင်တော့ကြောက်ခမန်းလေးလေးအိမ်ကွင်းဆိုရင်တော်တော်လေးကောင်းတယ်ကျွန်တော်တို့အဲ့လိုမျိုးလေးကိုတကယ်ကိုချန်ပီယံလိလို့ပြိုင်ပွဲလေးမှာတော့ပြရမှာဂရီမီမှာဆိုရင်ရဲကြောက်ဖို့ကောင်းတယ်ဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာကဝီရဲ့ level 80တခုမှာတိတ်ခဆဲဖို့သုံးဘက်သက်အရှုံးကိုရက်တက်မှုလောက်ပဲရှိမှလို့ကျွန်တော်ထင်တယ်။အော်တေကြရင်လည်းဒါသူသုံးဘက်သက်ရှုံးတော့ရက်တက်နိုင်တာပဲ။အဲတစ်ဖက်ကစကော့တလန်ကြတော့ဖုန်တော်တော်လေးကောင်းနေတယ်လို့ပြောလို့ရတယ်။ဒိမ်းဘက်ကိုအဝေးကမှဈေးဈေးကစားတယ်ဘီလာယူ0-2နဲ့နိုင်တယ်။အိတ်ကွင်းနှစ်ပွဲဖြစ်တဲ့ ဒီဗီလာရီနဲ့ကပိပွဲတွေမှာဆိုရင်3 1 2 1နဲ့နိုင်တယ်ဆိုတော့သူလုံးတဲ့လုံးတိုက်တဲ့ပွဲတွေမှာလုံးနိုင်စံအားရှိရလို့ပဲပြောရမှာပေါ့နော်ကျွန်တော်ဗီလာရီနဲ့ပွဲတွေကတော့ကျွန်တော်အားရတရားတော့မရှိဘူးဒါပေမဲ့ပထမအကြောကပြန်ကြည့်မယ်ဆိုရင်ကပိကတော့ခြေတာခဲ့တယ်ဒါပေမဲ့တဲကန်ဘောတွေနဲ့ဂိုးရယူနိုင်စံအသေးနိုင်လုံးနိုင်စံအားမှာကျွန်တော်ကစကော့တလန်ပို့ပြီးတော့အားရမိဟိုဆိုတော့ဇာအော်ဒီကဝီနဲ့စကော့တလန်ပွဲတွေမှာကျွန်တော်အောက်ချီညှော်လင်းချက်ရှိရဲ့အသင်းဆိုတော့ ဒီလိုပွဲမျိုးကကျွန်တော်ရွေးချယ်ရတန်တယ်လို့ထင်တယ်ထိုက်တန်မှုလည်းရှိမယ်လို့ထင်တယ်ကျွန်တော်စကော့တလန်နောက်တစ်ချက်ခုနကတစ်ချက်လေးမှာခုနကဘာတွေ့ရလဲဆရာရဲ့ခုနပြောတဲ့အချိန်မှာ Greek နဲ့ Scotland မှာဟိုဒါဟို Greek နေမှာနောက်ဆုံးဟာမှာ Scotland ကကြီးဖွင့်ခဲ့ပြီးကြီးဖွင့်တယ်အခုက Greek ကြီးပဲမြန်တဲ့ကြီးတွေဖွင့်နေတဲ့အနေကြောင့်ကျွန်တော်ထင်တယ်ဗျအတင်းတွေရဲ့ဟိုဈေးနဲ့မြန်ဈေးကဝင်နေတဲ့တန်မှု market value နဲ့လည်းဆိုင်မယ်နဲ့ထင်တယ်အဲ့ဒါအဲ့ဒါပေါ်ချစ်တယ်ဘာလို့လက်တော့ကကျွန်တော်ကြည့်နေမှာ Greek ရဲ့ euro တသိန်းလောက်ရဲ့ euro တန်မှုကြီးက249တန်းကျော်ရှိတယ်အဲ့ဒီအချိန်မှာ Scotland ရဲ့ တန်ကြီးက euro 220ရှိတယ်ဆိုတော့နေအဲ့တော့ဈေးကွက်ဝင်တဲ့ market value အရာကိုဒီကြီးတွေကလည်းချိတ်ဆက်နေတဲ့ intercontinental ပဲပဲအတွင်းဒီလိုချိတ်ဆက်နေတဲ့အနေအထားရတယ် greek ဘက်ကနေကြီးရဖွင့်ဖွင့်နေကြတယ်အနေအထားသူ့လိုမြင်တယ်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပထမဆုံးဒီဒီလိုပြစ်မှတ်အတွက်ကတော့ကျွန်တော်တို့ green နဲ့ scotland ပေါ်ရတဲ့မှာကျွန်တော် scotland ပေါ်ကိုရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲအကျိုးမြတ်ရပါလိမ့်ဗျာ